်မင်္ဂလာပါရှင်ပါမခိတ္တတရင်ဌာနကနေမနက်ခင်းတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စိတ်ဖြူမျိုးနယ်တွင်ဇွန်လနှင့်ဩဂုတ်လတွင်တိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီးစစ်သား၁၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မကွေးတိုင်းစိတ်ဖြူမြို့နယ်တွင်ဇွန်လနှင့်ဩဂုတ်လတွင်တိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီးအကြံဖက်စစ်သား14ဦးသေဆုံးခဲ့ကြောင်းစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရစေ ဇွန်လ17ရက်နေ့တွင်စိတ်ဖြူမြို့နယ်စေမိုင်လန်းစုံစစ်တပ်ကိမှကင်းယူရန်ထွက်လာသောစစ်သား20ဦးသည်တော်လန်ရေးတပ်ဖွဲ့များထောင်ထားသည့်မိုင်းကွင်းပေါ်ရောက်ရှိလာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးခဲ့ပြီး10ဦးပြင်းထန်ဒဏ်ရာရရှိကာအပြန်အလှန်ပစ်ခတ်တိုက်ပွဲလည်းဖြစ်ပွားခဲ့ကြောင်းသိရပါသည်ဇွန်လ18ရက်နေ့တွင်စိတ်ဖြူမျိုးပေါ်မှစစ်ကားတစီဖြင့်စေမိုင်စစ်စေးရိတ်ဂိတ်သို့ထွက်လာသောစစ်သားများကိုလည်းလမ်းပိုင်းတနေရာတွင်တော်လည်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား3ဦးသေဆုံးကာ ခုနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဇွန်လ30ရက်နေ့တွင်စိတ်ဖြူမျိုးပေါ်မှစစ်ကား၂စီးဖြင့်ထွက်လာသောအင်အား30ခန့်ပါစစ်သားများကိုလမ်းပိုင်းတနေရာတွင်တော်လရေးတပ်ဖွဲ့များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သား3ဦးသေဆုံးက5ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူဩဂုတ်လ23ရက်နေ့တွင်စိတ်ဖြူမျိုးနှင့်လက်စဲရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဒရုန်းပုံသီးသုံးလုံးဖြင့်ကျဲချတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်ဩဂုတ်လ15ရက်နေ့တွင်စိတ်ဖြူမြို့နယ် လေးစေးရဲစခန်းကိုတော်လည်ရေးတပ်ဖွဲ့များကရုံးပုံဒီငါလုံးဖြစ်ထက်မှန်ပုံကျဲတိုက်ခိုက်ခဲ့ရာရဲနှအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်ဖြူမျိုးနဲ့အတွင်းမှာရှိတဲ့ကင်းထွက်လာတဲ့စစ်ခွေးတွေစစ်ကားတွေနဲ့လက်စေးရဲစခန်းကိုဇွန်လနဲ့ဩဂုတ်လအတွင်းတိုက်ခိုက်ခဲ့တာစစ်ခွေး၁၄ကောင်တေဆုံပြီး28ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျွန်တော်တို့တော်လည်ရေးပေါ်တွေတိုက်ခိုက်မှုပြုလုပ်ပြီးအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုစစ်ဖြူမျိုးပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ပခုတ်ကူခရိုင်အမှတ်လေးတက်ရင်တက်ခွဲသုံးစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆလပီဖာပွန်ခရိုင်တွင်စက်တင်ဘာလ15ရက်တာအတွင်းတိုက်ပွဲ58ကြိမ်ဖြစ်ပွားပြီးစစ်သား၄ဦးသေဆုံးစစ်တပ်ကလေးချောင်းဖြင့်ဘုံကျက်တိုက်ခိုက်မှုကြောင့်စာတင်ကျောင်းနေအိမ်များပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှပြပါတယ် ကရင်ပြည်နယ်ဖောက်ပွန်ခရိုင်တွင်စက်တင်ဘာလ15ရက်တာအတွင်းတိုက်ပွဲ58ကြိမ်ဖြစ်ပွားပြီးအချံဖက်စစ်သား၄ဦးသေဆုံးခဲ့ကြောင်း KNU မြစ်တာ district ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ10ရက်နေ့မှ15ရက်ထိ KNU တပ်မဟာ9နေမြေတွင်အချံဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့တိုက်ပွဲ58ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုတိတွေ့တိုက်ပွဲများအတွင်အကြံဖက်စစ်တပ်မှ၄ဦးသေဆုံးက၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ို့ပြင်တိုက်ပွဲအတွင် KNL ဘက်မှလည်းအကြံဖက်စစ်တပ်ကအုံပြူနေသည့်အဆောက်အဦးတလုံးကိုဖျက်ဆီးနိုင်ခဲ့ကြောင်းရင်းထိတွေ့တိုက်ပွဲများအတွင် KNL နှင့်ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။အကြံဖက်စစ်တပ်ကလည်းပြည်သူများနေထိုင်သောကြေးရွာများကိုစက်တင်ဘာလ15ရက်တာအတွင်ဒရုန်းဖြင့်နှစ်ကြိမ်ဂျက်ဖိုက်တာဖြင့်တစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့သောကြောင်းစာတင်ကျောင်းနှင့်နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်။ အလားတူဩဂုတ်လအတွင်းဖပွန်ခရိုင်တွင်အကြံဖက်စစ်တပ်နှင့် KNL အမှတ်၅တပ်မဟာတပ်ဖွဲ့ဝင်များတိုက်ပွဲ63ကြိမ်ဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှ5ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNL အမှတ်၅တပ်မဟာဘက်မှလည်းထိခိုက်ဒဏ်ရာရရှိသောရဲဘော်တို့ရှိကြောင်းသိရပါသည်ဆက်လက်ပြီးညိုင်ပေါင်နှင့်ကဏီမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကဆက်တက်လေသည့်လေရင်တို့ဖြင့်ဇက်တိုက်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ မကွေးတိုင်းမြိုင်မြို့နယ်ပေါ့မြို့နယ်နှင့်စကိုင်းတိုင်းကဏီမြို့နယ်တို့ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစက်တက်လေးဒီလေရင်တို့ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းရှိမြစ်နှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောဆိုပါရယ်မြိုင်မြို့နယ်တွင်ယနေ့စက်တင်ဘာလ16ရက်နေ့ညနေ4:50မိနစ်ခန့်တွင်ပခုတ်ကူတပ်မှတရားတင်းမှတက်လာသောစက်တက်လေးဒီနှစီကမြို့နယ်အနောက်မြောက်ပိုင်းရှိခြေရွာများကိုပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ် ကန်နီမြို့နယ်တွင်ယနေ့စက်တင်ဘာလ16ရက်နေ့ညနေ6:00နာရီကျော်ခန့်မှစတင်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစက်တက်လေဒီနှစ်စီးသည်မြို့နယ်တောင်ကျန်းရှိကျေးရွာများကိုဘုံကျဲတိုက်ခိုက်သွားကြောင်းအကြံဖတ်စစ်တပ်၏လေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်အလားတူပေါ့မြို့နယ်တွင်ယနေ့စက်တင်ဘာလ16ရက်နေ့မိုးလယ်12:42မိနစ်ခန့်တွင်နေပြည်တော်အေလာလီတပ်မှတက်လာသော SU-30 Jet Fighter တစ်စီးကမြို့နယ်အနောက်မြောက်ခြမ်းရှိတေးရွာတေးရွာကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်ဖြီသူများထိခိုက်မှုမရှိတော့လဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်လာမည်ကိုစိုးရိမ်ပြီးဖြီသူများတိမ်းရှောင်နေရကြောင်းသိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကွေးတွေကလေရင်စစ်တပ်လေကြီးတွေနဲ့ပုံကျဲသွားတာပါ ပေါင်မြုံနယ်ကိုကျဲချသွားတာတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရတယ်။မြိုင်နဲ့ကဏီကတော့ပြည်သူတွေထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးဟုဒေသခံပြည်သူများကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်သည်မကွေးတိုင်းအတွင်ရှိမြိုင်မြုံနယ်နှင့်ပေါင်မြုံနယ်မှကြီးရွာများကိုလေကြောင်းဖြင့်နေစဉ်ဖုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးကြီးရွာနေပြည်သူများသည်ရွာထဲမှတိမ်ရှောင်ကဘေးလွတ်ရာတွင်တိမ်ရှောင်နေကြကြောင်းသိရပါတယ်။ ဆက်လက်ပြီးမရရမျိုးနယ်ရှိကြီးရွာနေရွာကိုစစ်တပ်ကလေရင်နဲ့စီးဖြင့်ပုံချဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင် ပြည်သူ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရရမျိုးနယ်ရှိကြီးရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့စီးဖြင့်ပုံချဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင် Wallet Information Network မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောဆိုပါတယ်ရှနီစက်တင်ဘာလ16ရက်နေ့မိုးလွယ်တနားရီ16မိနစ်မှ24မိနစ်အထိအကြမ်းဖက်စစ်တပ်၏တထာဦးလီတပ်နှင့်မိထီလာလီတပ်မှတက်လာသော Jet Fighter နှစ်စီးသည်ဒီယာရွာနှင့်အုတ်ကန်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ဒီယာရွာနှင့်အုတ်ကန်ရွာမှကလေးငယ်များအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရှိရပါသည်။ဒီနေ့မိုးလွယ်ပိုင်းမှာ ဒီယာရွာအနီးနဲ့အုတ်ကန်ရွာအနီးကိုစစ်ခွေးတွေရဲ့တရာဦးလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့မေတီလာလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးတို့ကလေကြောင်းတိုက်ခိုက်မှု၃ချိန်ဖြစ်လို့သွားတာကျွန်တော်တို့ကနက်ဦးသိရတာကတော့ထေဆုံးနဲ့ပြည်သူ၆ဦးထိရှိသွားပြီထေဆုံးနဲ့ထဲမှာကလင်းငယ်တွေလည်းပါဝင်ပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကပေါင်900ပုံနဲ့ပေါင်300ပုံတွေကျဲချတိုက်ခိုက်သွားတာပါဟု Wallet Information နဲ့ဝမ်မှတာဝန်ရှိသူကပြောဆိုပါတယ် အလားတူမရယာမြို့နယ်အင်ဂျင်မြိုင်ရွာကိုလည်းအကြံဖက်စစ်တပ်ကစက်တင်ဘာလ23ရက်နေ့ည9နာရီခန့်တွင်ဝိုင်းတွဲလျင်ဖြင့်ဘုံ12လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သူနှုတ်ဦးတည်ဆုံးခဲ့ကြောင်းသိရပါသည်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကရွေးကောက်ပွဲတွင်နိုင်သမျှအကုပ်ယူမိဖြစ်ပြီးဤသည့်ပါတီမြန်မာညွန်ပေါင်းအစိုးရဖွဲ့ရန်အစီအစဉ်မရှိဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။အကြံဖက်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကလာမည့်ဒီဇင်ဘာလရွေးကောက်ပွဲတွင်နိုင်သမျှအကုပ်ယူမိဖြစ်ပြီ ညီသည့်ပါတီနှင့်များညွန်ပေါင်းဖွဲ့ရအစီအစဉ်မရှိကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောဆိုပါရယ်။ကျန်းဖို့ပါတီ၏ဗဟုအလုံးမှုဆောင်အစည်းအဝေးများတွင်စစ်အာဏာသိမ်းရန်တိုက်တွန်းခဲ့သောမဟာမိတ်နိုင်ငံရေးပါတီနှင့်ကောင်းမွန်သောဆက်ဆံရေးထိန်းသိမ်းထားမည်ဖြစ်တော်လဲရွှေကောက်ပွဲတွင်မှမဲဆန္ဒနှင့်နေရာအလုံးဝင်ရောက်ရှင်ပြိုင်ကနိုင်သမျှမဲဆန္ဒနှင့်အားလုံးကိုရယူမည်ဖြစ်ကြောင်းအစိုးရဖွဲ့စည်းခြင်းနှင့်လွှတ်တော်တွင်အဓိကအရေးကြီးနေရာများရယူခြင်းတို့တွင်ဤသည့်နိုင်ငံရေးပါတီနှင့်မှာ ညွန်ပေါင်းပုံစံဖွဲ့စည်းရန်အစီအစဉ်မရှိကြောင်းသိရှိရပါတယ်။ပါတီရဲ့ရွေးကောက်ပွဲမူဝါဒကမဲဆန္ဒနဲ့အားလုံးပြိုင်မင်းနိုင်သမျှကုံယူမင်းအစိုးရအဖွဲ့ရော အစိုးရအဖွဲ့ရောလွတ်တော်ဥက္ကဋ္ဌလိုအ धिक ရာထူးနေရာတွေမှာပါအခြားပါတီတွေကိုနေရာပေးတာမျိုးညွန်ပေါင်းလောက်တာမျိုးတော့မလုပ်ဘူးလို့မူဝါဒချမှတ်တယ်။အခုထက်တိတော့ပါတီကအပြတ်သက်အနိုင်ရမယ်လို့ယုံကြည်တယ်။အမတ်လောင်းတွေရောမဲဆွဲစီယုံတာတွေရောပါတီအနေနဲ့ ready အစင်သင့်ဖြစ်နေပြီလို့ပြောရမယ်ဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ် လာမယ့်ရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီကမဲဆွဲအုံစီအများကိုလည်းချုပ်တင်စီစဉ်ထားပြီးဖြစ်ပြီးစစ်တပ်ကလာမယ့်စစ်ဗိုလ်ချုပ်များရှင်ပြိုင်ပြီးမဲဆန္ဒနည်းများကိုလည်းတီးခြားဖိတ်ထုတ်ထားကြောင်းသိရပါတယ်။ကြံ့ဖို့ပါတီမှဘူလလဆွေကလာမည့်ရွေးကောက်ပွဲတွင်ထွက်ချက်မှုများအရာ NLD ပါတီမပါဝင်တော့ပြီးကြံ့ဖို့ပါတီကသာအနိုင်ရရန်တီးခြားနေပြီဖြစ်ကြောင်းထို့ကြောင့်အစိုးရတစ်ဖွဲ့စည်းပြီးပါကအင်အားကောင်းလာသောစစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကိုအပြတ်အသတ်နှိမ်နှင်းမည်ဖြစ်ကြောင်း ရင်းတို့နှိမ့်နေရမှာကျန်ဖို့အစိုးရတက်ကလှုံ့ဆော်ရမည်တာဝန်တရက်ဖြစ်ကြောင်းလူမှုကွန်ရက်များမှတစ်စစ်ထုတ်ဖော်ပြောဆိုနေပါတယ်